ားလုံးပဲမင်္ဂလာပါကျွန်တော် The Lab Podcast ကနေပြန်လာပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့ guest ကကျွန်တော် Velocity Band ရဲ့ lead singer ဖြစ်တဲ့ Rounder ဖြစ်ပါတယ် Rounder နဲ့ပြုံးပြလိုက်ပါ Music ကိုစပြီးတော့တီတီလာတဲ့အချိန်ရယ်ပေါ့နော်အဲ့ဒီအရာနေစပြီးတော့မင်းဘလိုမျိုးတွေတခြင်းတွေစပြီးနားထောင်ဖြစ်တာလဲအဲ့ရနေလေးစပြီးပေါ့ဘာကြီးလဲအသားကလေအာဒီဘဲကကတော့သူကကွက်နေပါလိုင်းလေးချင်းနဲ့အဲ့တော့နားတော့အဲ့အဲ့မ Music ကိုစတယ်အဲ့ဆို Bike Jazz နဲ့ဒါ Music ကိုစတယ်လို့ပြောလို့ရတယ် Bike Jazz နဲ့စတယ်လို့ပြောလို့ရတယ် မက်ဂျစင်ကတာရအဓိကအဲ့တော့ music တော့မဟုတ်ဘူး dancing လောကအောင်ကတာကြီးပဲလောကဘဝမှာဘာဖြစ်ချင်းငယ်မှန်းဒီနောက်ဆုံးကြောက်အဆူတော့ဖြစ်တယ် divine negative ဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့အခုနည်းနည်းသိကျင်တာလေးပေါ့နော်အဲ့ဒီ band အကြောင်းလေးနည်းနည်းပြောပြပါလားကိုဗျာအဲ့လိုမျိုး divine negative ရလို့လူကြီးအဲ့လိုပေါ့နော်ဒီတချို့သိကြတယ်ဆိုတာဗျာသချင်းနေတီးရရမ်းမိုင်းလို့ကောင်းအဲ့လိုပေါ့နော်သချင်းနေအခွေသချင်းထုတ်တာတွေကရမ်းမိုင်းလို့ amplet မှာဆိုရရမ်းမိုင်းလို့ဆိုတာတဲ့အဲ့လိုငပေါ်ကြီးလုံပြီးရောလူရက် ဟိုအဖြစ်ကြီးစရာပေါ့နော်အဲ့လိုကျွန်တော်တို့တွေ့ရင်ရည်ကြရယ်ဗျာပျော်ရယ်အဲ့လိုလိုပဲလေကျွန်တော်တကူစဉ်းစားမိရယ်ပေါ့နော်ဒီရည်ခဲမုန်းနဲ့ပတ်သက်တယ်ဗျာအရှင်းလို့လို့ရလောက်လားမသိဘူးအဲစဉ်းစားနေအဲ့ဒါဘလို့လဲထားပါတော့ဗျာအသေးပေါ့ဒါလေးရေခဲကြောင်ရေခဲမအဲ့ဒါတန်း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 ရစ်တကူရရတယ်ဗျာသိလား yes ဟိုသိကျင်တာပေါ့နော်နေမှာနေတဲ့အတွက်ဘလို့အခက်ခဲရှိနိုင်လဲကျွန်တော်နေရလူတွေကိုကျွန်တော်ပြောနေတာကိုဒီ music ကိုလေးလာတယ်လေးကျင်တယ်ဆိုတာလေး အမ်ဘလက်ဒီဖို့တက်တက်ပဲမဟုတ်ဘူးရောက်ပြီးနေကြတယ်တကယ်မက်ဒယ်ဘန်နေရှိတာမှန်တယ်ဗျာဒါပေမဲ့လေဟိုမတူရံကွဲထွက်အလိုအရမ်းမိုက်ပြီးတော့ကွဲထွက်နေတဲ့ဘန်တစ်ခုအနေနဲ့ကျွန်တော်ကအဲ့လိုလက်ခံထားရတာဗျာကျွန်တော်အမေအဲ့ဒါတွေကစာပြီးထိတွေ့နေတယ်ဒါပေမဲ့နောက်ဆုံးဒီမှာဆိုရမယ်လို့ကျွန်တော်စိတ်တော့မမူတာဘူးပေါ့ဗျာဒီက metamorphosis ဆိုတဲ့အဓိပ္ပာယ်တော့အသွင်ပြောင်းခြင်း yes အဲ့လိုတို့အရင် old velocity ကနေဒါ new velocity ပြောင်းလဲမယ်ပေါ့နော်အဲ့လိုမျိုးစိတ်နဲ့အဲ့ဒီအတွေးပေါ့နော် ဒါဘာပဲဖြစ်ဖြစ်အချိန်မှာဘလောက်ပဲခက်ခဲဘလို့ပဲကြုံခဲ့ကြုံခဲ့ဖြတ်ကြော်ခဲ့ဖြတ်ကြော်ခဲ့ရငါတို့ဒါကိုရှင်းတမ်းနိုင်တယ်ငါတို့ဒါကိုလုံနိုင်တယ်ကြော်ဖြတ်နိုင်တယ်ဆိုတော့ဖီလင်းပေါ့နော်အဲ့စိတ်နဲ့အဲ့အဲ့လိုမျိုးနဲ့ရေးဖြစ်တာပေါ့